Dog good. တို့လမ်းလေးရှောင်ရင်းနဲ့စီးပွားရေးမှာအရေးကြီးဆုံးဒီ transfer အကြောင်းလေးပြောပြအောင်။အဲကြတော့လုပ်ငန်းဘာလို့မှမသိတဲ့အခြေအနေအများကြီးရှိ။အဲကျွန်တော်စဉ်းစားကြည့်လုပ်ငန်းကြီးဘာလို့တိုးတက်သွားပြောင်းလဲသွားလဲဆိုတော့ trans ဆိုတဲ့စီးပွားရေးလှိုင်းလေးပေါ့။အဲ့ slide လေးကိုတို့ကစီးတတ်လို့ဆိုတာကျွန်တော်သွားတွေ့ဘလူးလှိုင်းလေးလို့ကျွန်တော်ငယ်ငယ်ကဆိုရင် DVD ကိုရောင်းအဲ့အချိန်မှာ DVD ကိုရောင်းရတဲ့ဆိုင်ကအရက်နာမည်ကြီးဟာလူတွေလက်ကြည့်ကြည့်တိုးအရက်နဲ့ရောင်းခဲ့ရတဲ့ဆိုင်မျိုးရှိ။နောက်တစ်ခေတ်ဘာဖြစ်ဖြစ်သွားလဲဆိုတော့ဒင်းကွေတွေဖြစ်တော့ဒင်းကွေကူးကွေတွေကျွန်တော်ထွက်လာခြင်းရှိတယ်။ DVD ခစ်နော် CD ခစ် DVD ခစ်နောက်ထပ်ဘာဖြစ်ဖြစ်သားဆိုဟေး laptop laptop တွေအရင်ခေတ်စားခစ်ပြောင်းသွားပြန်ဒါ laptop တွေရောင်းတဲ့သူတွေအရင်ကိုစီးပွားဖြစ်တဲ့အချိန်ဖြစ်သွား laptop တွေပဲရောင်းလို့ရှိရင်အခုခစ်ဖြစ်သားမဟုတ်သေးပြန်မဘာထပ်ခစ်ပေါ်လာလဲဆိုတော့ဖုန်းခစ်ပေါ်လာဖုန်းရောင်းတဲ့သူတွေကအရင်ကိုအဆင်ပြေတဲ့အချိန်ဖြစ်သွားတယ်ဒါပေမဲ့အခုဖုန်းရဲ့ရောင်းလို့ရှိရင်အောင်အဆင်ပြေလာအဲ့လောက်နဲ့မပြေပါဘူးအခုဘာပြန်ဖြစ်သွားလဲဆိုတော့ဖုန်းကာပါကုန်းအက်ဆက်ဆရီဖြစ်ပြန်ဖြစ်သွားဒီဒီ trend လေးတွေကိုတော့ဦးတဲ့သူ ဒီဒီစီးပွားရေးလိုင်းကိုလိုက်စီးတတ်တဲ့သူကအရင်အရှိန်ကောင်းကောင်းနဲ့ရှုပ်ရရတော့တယ်မာကတ်လီတောင်မှခဏပြီးဦးလဲဦးရမယ်အထူးလဲထူရမယ်နော်ဦးသွားဖို့ကလေအရင်ရေးကြည့်အဲ့ trend လေးဒီစီးပွားရေးလိုင်းလေးပေါ်တက်စီးလိုက်နိုင်တဲ့လူကအများကြီးအများကြီးရှုပ်ရရတော့အထက်စင်းစားအခုဘာလိုင်းနေလာနေပြီလဲ ဒါဒါစိတ်ဝင်စားကြဒါလည်းစဉ်းစားကြအောင်ကျွန်တော်မေးလို့ရှိရင်တော့ကျွန်တော်လည်းဟိုကိုမြင်တဲ့အပိုင်းလေးရောရှိပေါ့နော်အဲဆိုတော့တယောက်တယောက်တူမှာမဟုတ်ဘူးဒါဥကကျွန်တော်ပြော electronic line ကိုပြောသေးတာလေဆောက်လို့ line သွားမလား electronic line ပဲသွားမလားဒါမှမဟုတ်ရှင် cosmetic line ပဲသွားမလားလက်ဝတ်လက်စား line ပဲသွားမလားအများကြီးအများကြီးရှိသေးတယ်ပေါ့နော်အများကြီးရှိသေးတယ်ဒီကရေးကြည့်တာကကိုယ့်ရဲ့ဈေးကွက်မှာကိုဘယ် line ပေါ်ရောက်နေကြပြီ နောက်ထပ်လာမဲ့ line တလုံးကဘာဖြစ်မလဲဒီ trend line ပေါ်တက်ဖို့အတွက်ငါဘာတွေကြိုးပြင်ထားရမလဲဒီ line ရဲ့အရှိမငါကြိုးစီးပြီးတော့လူတွေထက်ဦးထက်ဦးအောင်ထူးထူးခြားခြားလက်ပြအောင်ဘာတွေလုပ်ကြမလဲဆိုတော့ကြိုးပြင်ထားဖို့ဦးလိုက်တဲ့လူကနောက်ထပ်9နှစ်လောက်က ။ဒီကလိုက်မီလို့မရအောင်အများကြီးရှိရောက်သွားပြီအများကြီးရှိပေါ့နော်။ဒါဒါပဲနဲ့စီးပွားရေးရဲ့အရေးကြီးဆုံးချက်လို့ကျွန်တော်အပြည့်အစုံနဲ့သိကြည့်ပါတယ်။အရင်ကဆိုရင်ကျွန်တော် live နဲ့တဲ့သူအရန်ကို share ပါခဲ့တယ်။ဒါပေမဲ့ live တော့ဦးစပြီးပြန်ပြီးအရန်ရောင်းရတဲ့အချိန်မှာ live ဆိုတဲ့လွင့်တဲ့ဟာကိုနားလည်လိုက်တဲ့သူကရှုအများကြီးရောက်သွား။ Facebook boost တွေ Facebook post တွေကိုမကျွမ်းကျင်တဲ့အချိန်မှာ Facebook boost ဆိုပြီးတော့နားလည်လိုက်တဲ့သူတယောက်ကလည်းဒေါ်လာနဲ့ဒေါ်လာနဲ့လည်းအရန်ကိုရှေ့ရောက်သွားတယ်။အခုတော့မရတော့ဘူးနော်။ဒါပေမဲ့အခုဆိုရင် TikTok ကိုလုံနိုင်တဲ့သူတွေကလည်းရှုအရန်ကိုရောက်နေသွားတယ်။သူအနာကမှာဆိုလို့ရှိရင်အဲပေါ်လာပါလိ ်မယ် AI တွေပေါ်လာလိမ့်မယ်ဒီ client ကိုလိုက်နေသူတွေကလေရှိအများကြီးများရှောင်းလာပြီလုပ်ငန်းတိုင်းကတော့အမြဲတမ်းပြောင်းလဲနေလေ trend တွေကလည်းအမြဲတမ်းပြောင်းလဲနေလေမပြောင်းလဲတာတခုပဲရှိဘာ trend ပေါ်လဲဆိုတော့ကိုသိရမယ်အဲ့ trend ပေါ်ကို like စီးနိုင်ဖို့အတွက်အကြောင်းတွေဖြည့်ထားရမယ်ပြီးရင်တတိယချက်ရအောင် like စီးနိုင်ရမယ်ဒီ၃ချက်ပြည့်စုံလဲဆိုရင်လုပ်ငန်းတစ်ခုကအလူလူနေတော့မဟုတ်ဘူးနော်ပုံမှန်အားထုတ်တာတအများကြီးရှိရောက်သွားလိမ့်မယ်ဒါလေးကတော့ idea လေးပါတကယ်လို့ဒါကိုတကယ်လက်တွေ့အကောင်းနဲ့ဖော်ပြနေဆိုရင်ကျွန်တော် market leader တဲ့လေးမှာအသေးစိတ်ဘယ်လိုစီးရမလဲဘယ်လို trend တွေဒီတက်လို့ရမလဲပါ tenemos no sabía yo, vi para. Entonces no me ¿sí sí,